လုံးမင်္ဂလာပါ။မကျေရိုရခိုင်စီစဉ်ကနေကြိုဆိုပါရစေ။အစီအစဉ်ကိုနရင်ဇာသတင်းဌာနကတွန်ဆပေးနေကြပါအတွင်ဖူနော်ဝေပါ။မခိုင်ပင်နေဆိုင်ရာအကယ်ပီးကော်မရှင်ကိုအသီးမဲမပူတဲ့အရေကြီးအစုကိုပြည်နယ်လွှတ်တော်ကကန်ကော့သူမရှိအတည်ပြုလိုက်ပါရစေ။မခိုင်ပင်နေထေကစိုင်းပေးဆောင်ဒုက္ခတိတိမှာစာနယ်ရိခာတိပြည်လဲနေပါရစေ။မခိုင်ပင်နေမှာရှိတဲ့အရာဆိုင်တိကိုပိတ်ပြီးဖို့တောင်ကုန်းမြို့နယ်ကအမျိုးသမီးတိဦးဆောင်စင်နာပါတောင်းဆိုလိုက်ခဲ့ပါရစေ။ မခိုင်ပင်နေဆိုင်ရာအကံပေးကော်မရှင်ကိုအသီးမဲမပြုတဲ့အရေကီအစိုးကိုပင်နေလွတ်တော်ကကဲကော့သူမရှိအတည်ပြုလိုက်ပါတယ်။ OP ရဲ့ဘရေကိစ္စဆောင်ရွက်ရတယ်။ OP အနေနဲ့ပါဝင်မြစ်စီဒီဘခွေစီလူပုဂ္ဂိုလ်များအကြောင်းပြင်ရှိပါ။ဤကဲ့သို့ကိစ္စရညာပြင်မလာခြင်းနိုင်ငံတော်ရှိတာဝန်ရှိပြပုဂ္ဂိုလ်များအနေနဲ့တက်ဆိုင်ရာဒေသကိုဒီစီမှုတင်ရောက်ရည်ရွယ်ဆောင်ရွက်ဆက်ပါလေ။တို့ဖြစ်ပါရဲ့တည်တည်ညွတ်နေမှန်နေနေစင်နာနေ ီနေဘက်ကိုကိုယ်နေဥတော်တော့သူ is obi ane ဥတော်တော့ဒီခိုင်းကင်းရဲ့ဆရာအကျင်းလေးကိုမြင်အားသူစီခြင်းဒီခိုင်းကင်းရဲ့အဲ့ဒီဒီခိုင်းအပါဝဲတိုင်းရင်းသားနိုင်ငံသားနဲ့သဘောတူညီချက်ကိုရရှိရဲ့ we see kingdom ဘုရားတို့ကိုမြင် is we see ကြည့်နေမှုနဲ့လုံဆောင်ချက်များအလုံးကိုဒီခိုင်းကင်းရဲ့ဆက်တော်ကအတိအမှန်ကိုပြုပြင်ကြောင်းအရေးကြီးသွားလေးလေးနဲ့ထောက်ခံသင်ကြားခဲ့ပါတယ်အထူးအစည်းအဝေး မစ္စတာကိုဖီအာနန်ဦးဆောင်သောရခိုင်ပြည်နယ်ဆိုင်ရာဂရန်ဘေးကော်မရှင်၏ဖွေးစည်းဖိုက်တေမုံနောင်းလှုပ်ဆောင်ရှားများအားလုံးကိုရခိုင်ပြည်နယ်လွှတ်တော်ကအတေမပူသောင်းဂရောင်းအရီဂရီအဆိုကိုစက်တင်ဘာလဆီလီယာနီကပြုလုပ်တဲ့ပြည်နယ်လွှတ်တော်အထူးအစည်းအဝေးမှာလွှတ်တော်ကိုစလီဆီလီယောက်ကထောက်ခံဆွေးနွေးခါပြီးနောက်အခုပိုင်ကံကောသူမရှိအတေပူလိုက်ခဲ့ဆိုပါတိုက်ရှင်တဲ့လူမျိုးကိုချိုးချိုးအလားအလာပြေးနိုင်ရှင်များတဲ့ဒီကော်မရှင်ရှင်းနိုင်ကြများ မိလည်းမျိုးစုံနဲ့ဆင်ကျန်ပေါ်ပေါ်နေပါတယ်။ဒီကောမချင်အားဒီစိဥပဒေကိုကျော်လည်းဝိသီခဲတာဖြစ်တဲ့အတွက်သတ္တဝိသီစီကအလိုအလျောက်တတ်နေပြီးလည်းဖြစ်ပါတယ်။တရားဝင်မှုရှိဘူးအတိအမဲ့လည်းမပြုဘူး။အဲ့ဒီကောမချင်ကိုခြားသိမ်းတာအကောက်ဆုံးပါပဲလို့သင်ပြရရင်ကျွန်တော်ဟာယနေ့လွတ်တော်ကိုယ်စနေဥတော်ဆုံးစိုက်ရိမ်လို့လေ လေးခင်ကလည်းလေးသေးမှဆွေသေးပဲပိုပြီးအားနဲ့ဥဆောင်တော့ရခိုင်ပြည်နဲ့ဆရာအပေပေးပုံချအားခွေးတိသေးပြီးရခိုင်ပြည်နဲ့တော့ကြည့်ရခိုင်အပါဝတိုင်းရသားနိုင်ငံသားအများကြီးမဖို့သူကြီးရှစ်ကိုရာဇူရဲ့ခွေးတိကြီးချင်းမဟုတ်ဘူးလေခိုးပေါ်မချင်ဘူးသွေးကြီးခိုက်ပြမှုနဲ့လောက်ဆောင်ချမ်းများအားလုံးကိုရထားပြင်းနေရတော့က အပြည့်နဲ့မပြည့်သေးရောက်အဆူအားကျွန်တော်လေးလေးနာနာထပ်ကျင်ပါကြောင်းသင်ပြရင်းလေးကုတ်ချုပ်အပ်ပါအားလုံးကြည့်ပါပါစစ်တွေမျိုးနဲ့မေဆန်နန်းနဲ့မင်းနှစ်မဒီနယ်လွှတ်တော်ကိုစလေဥကျော်စောဦးရဲ့အရေးကြီးအဆိုအားဒီနယ်လွှတ်တော်ကအတီးပြူကြောင်းကျင်းညာအပ်ပါတယ် ဒေဆိုကိုစက်တင်ဘာလစင်နရနီကပြုလုပ်တဲ့ရခိုင်ပရီနေလွှတ်တော်အထူးအစည်းအဝေးပထမနေ့မှာစိုက်တွေ့မှုနဲ့မေးစင်တာနဲ့အမေနိုင်ကပရီနေလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇော်ဦးကတောင်းသွန်းခါဆော်ဖိုက်ပါရယ်ကိုဖီယာနဲ့ဦးဆောင်ပြီးကဲရခိုင်ပရီနေဆိုင်ရာဂရန်ပစ်ကွန်ရှင်ဆိုပြီးအတိုင်ပေါ်ခံနိုင်ငံတော်အတိုင်ပေါ်ခံအဲပုဂ္ဂိုလ်ယုံဝန်ကြီးဌာနကနေခံအလိုက်တယ်။ညခံအလိုက်ဆိုကိုဟိုရဲကျွန်တော်တို့ရခိုင်ပြည်သူလူထုကြီးသပေါ်ထားကိုလည်းမတိုင်ပေါ် ယပိကေဥပဒေကိုကြော်လန့်လေးလိုရာလေးရောက်တယ်ယပိကေရောနိုင်ငံခရတာဤတီအီအီရက်တေရှာအေပရဒနာပေါ်မှန်မှန်ကန်ကန်ရက်တေမှုကိုလေးရခိုင်ပြည်သူတီကတန်တရားရှိဖွယ်ဖိုက်တယ်တကယ်လို့ရောပိုင်နိုင်ငံတကာပုံရိပ်မရန်လူတီကရပိုင်ဥဆောင်ရကော်မတီတခုကတခုခုပေါ်လိုက်ဖို့ဆိုကြရခိုင်လူမျိုးတီနောင်ရတော့လေမကောင်ဖိုင်လာနိုင်ပါနာနိုင်ငံတော်အတိုင်ပေါ်ခံရုံးဝန်ကြီးဌာနကရခိုင်လူထုရီသပေါ်တာမပါဘဲဖွေးစည်းခရယ် ရခိုင်ပြည်နယ်ဆိုင်ရာအကရန်ဘေးကော်မရှင်အဖွဲ့ကိုရခိုင်ပြည်သူတို့လက်ခံနိုင်ရေးပုဂ္ဂိုလ်တီနဲ့ပရန်လို့ဖွေးစည်းသောင်းကောင်အဆိုကိုလည်းဒေလာအစားပိုင်းမှာပြည်သူလက်တော်မှာတောင်းဆုံးခဲ့ကြလေရောင်းအဆိုရှုံနေခါရပါတယ်။မလရန်ကောင်ပြစီခရမရာဦးမွန်းနေကရှီဟောင်းဖရာတီကိုအခုချိန်ထိပရန်လေပူပရနိုင်စုံမရှိသင့်ပါ။အော်ဂိုလာနောက်ဆုံးပဲကလှုပ်ခဲခါရငလရန်ကောင်မရာဦးမွန်းနေထင်မှာ ဖရီဟောင်းအမွေအနိုင်ဖရာပထိုးဇီဒီတချို့ထိခိုက်ပြစီလာရပါတယ်။လာရှိမှာငလျွန်လုပရီလိုနှစ်ပဲကျော်ကရမ်ရွန်လာဘရီရဲ့အထိပြစီလခရဖရာပထိုးဇီဒီရိုကြီးအပိုင်းအစတီကိုသင်းရှွန်ထားစော်ကလွေပရီရဲ့အခုအချိန်ထိတခုလေးဘူပရွန်ထိမ့်သိမှုမရှိသေးတဲ့တော့ဒေသခံတို့စိတ်မကောင်းဖိုင်းနေကြရပါတယ်။သူတေသနာဌာနကနေပြီးဒီသူတို့ကအခုကနေပြီးရေပင်လေးကိုပူကြောင်ဝတော်နေပြီးကငဲဆောင်ဖို့ကဘေကေအေဇီဒီကိုပွေထဲလို့ပူလို့မချအောင် ဆိုပြီးကငဲဆောင်ဆိုပြီးအထာကနေပြီးကဘောကျဲငွေတောက်ထားရေရောင်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 ငဲဆောင်ဖို့နေမှာကုံချရဲ့စကိုင်းကိုလေးသုံးနေပြီးကအခုငွေကောပကဖွက်ကလေးစားတဲ့ကြောင်အောင်လို့ရှိရကြမှာနေပြီးအထွေထွေကုံချစကိုင်းကနေပြီးတိမ့်တရားနဲ့ကိုစီရောကုံဖို့ငဲငဝဝဝဖို့ငဲဆောင်ဖို့လောကခအနုကုံချစကိုင်း ရေကြီးရရှောင်းဝင်တဲ့ပြည်သူကရောငဲဆောင်လို့ပြည်ကခါကပူပြားလာခါစောကိုဖူလို့ရှားပြီးရေအေဇေဒီကြီးကြောင့်နေပြီးမိုးကြီးမောင်းအောင်ဒါကသူကနေပြီးကွန်ကရိုက်ကွန်ကရိုက်နဲ့ဆင်းနေနေပြီးနီနီပါပါလောင်ထားဖို့မိုးကြီးမောင်းအောင်ဆိုပြီးသူကရောပဲပူလာခိုင်းလာရှိမှာမိုးတော့ကလာဖရိုင်းနင်းသီးရီတော့ပူပြားလာရီဖရီဟောင်းဖရာပထု ZDD ကိုပရန်လိုပူပောင်ထိန်သိမ်းမှုမရှိဘဲဒေအတိုင်းအချိန်ကရာကရာထားလိုက်ဖို့ဆိုကေမိုးရီတီဂရောင်း ပိုလိုပြည်စည်းလာလီဖို့လို့လဲဒေသခံတွေကစိုးရိမ်နေခဲ့ပါတယ်ပရင်လိုပရူပရွန်ရဲ့အခါလဲဖရီမှုမပြပရူပရွန်ဖို့ကိုအတဲနိုင်ဆုံးတိုက်တွန်းလာဖို့လို့ဂေါ်ဘကအဖေကဆိုပါတယ်အခုသူလုံးပြလုံးတီဟာတော့ကနေပြီးရှင်းမပြောတော့ကေရဖို့တော့ငုံတာဝန်ရှိမရဝေးရလေငိုကပြောလို့ကနေပြီးသူကပိုင်ဩဇာအနာမကြီးကတော့ငိုပြောလို့စကားလည်းစုချမလို့စုဖို့ပေါ့ဒီသူကဩဇာအနာရှိနေကတော့သူစကားတော့ကမြတ်စုဖို့ပဲထောင်း ရင်မိုးကောပကအနေနဲ့ပြောဆိုကောသူကလာမခင်ဆိုကလေးတော့မိုးကကောက်တဲနဲ့ပို့ဆောင်ကမဟုတ်ရင်မိုးကတော့ကမသွန်တော့ဆိုကြခတော့ကပြောဝတ်တာပဲတော့ကိုတဝင်ရှိမလီယွန်ဂရောင်းရခိုင်ပြည်နယ်ထက်ကထရီဟုံအမွေ၌ဖရာပထု GDD ပြစီလက္ခဏာတွေပိုင်းမြန်မာနိုင်ငံထားပိုက်မှာရှိရယ်ပကင်ရှီဟောင်းယဉ်ကျေးမှုနေမြေထက်မှာလဲထရီဟုံဖရာပထု GDD ပြစီလက္ခဏာပါတယ်ပကင်မှာပြလက္ခဏာတွေဖရာပထု GDD ကိုမလီယွန်လုပ်ပြီးဆိုနဲ့သမရကိုတိုင်ရှာရှွန်လာဘရီကပရန်လိုပူပွန်ကိုညွှန်ကြားထားတယ်ဖိုက်ပါတယ် မခိုင်ပင်နေထေကစိုက်ပင်းဆောင်ဒုက္ခသည်တီမှာစာနယ်ရိခတိပြဲလဲနေပါတယ်အေးစိုက်ပင်းဆောင်ပြီးသောဘိခရေအေပီလာကတောက်တော်မသေးတောင်နဲ့ဘူးတီတောင်တို့နေမှာ ရခိုင်တက်မတော်အေနဲ့မြန်မာတက်မတော်တို့အပရန်လန်တိုက်ပွဲတီးဖိုက်ခဲ့တဲ့တော့ထော်ဘရီတိတ်ဆောင်လာခဲ့တဲ့လူတီးဖိုက်ပါရယ်သူတို့ကိုအစားပိုင်းမှာပရင်နေအစူရအပါဝါလူမှုအဖွဲ့အစည်းတွေနဲ့ဒေသခံတွေကကုညီထောက်ပံ့ခဲ့ကြလေအခုနောက်ပိုင်းမှာကုညီထောက်ပံ့ရလူတီးနေလာရလို့လေစိုက်ပေးဆောင်တီးကပြောပါရယ်စိုက်ပေးဆောင်တီးထဲမှာလိုက်ကီရီယိုတီနဲ့အရှိကြီးလေးပါဝင်ပါရယ်သူတို့ဆိုသူတို့ခုလုံးလေးကြည်တော်တီအီမနီလင်းနေရာတီမှာတေးဆောက်ပြီးခေဖရိုက်ပိုင်နေနေကြရပါတယ် ရခိုင်ပင်နယ်အစိုးရအနေနဲ့သူတို့တိကိုကူညီပြီးဖို့ရိခရင်မေလာကကြောပါခရရခိုင်ပင်နယ်လွတ်တော်မှာအတေပူးဆုံးဖဲခခဲ့လေအစိုးရကလာရောက်ထောက်ပံ့ပြီးစမရှိသလောက်နေပါရလို့လေစိုက်ပေးဆောင်တွေကပြောပါရယ်ရခိုင်ပင်နယ်အစိုးရအနေနဲ့အရာရောရှာစော်တိကိုပိတ်ပွန်တားဆီးပြီးဖို့တောင်ကုန်းမြို့နယ်ကအမျိုးသမီးတီဦးဆောင်ပေးခဲ့စင်တာတာတောင်းဆိုလိုက်ပါရယ် တောင်ကုန်းမြို့နယ်ကြေရော်တချို့ကအမျိုးသမီးအွန်အား900လောက်ကစတွန်ဘာလာဒုတိယအပတ်မှာတောင်ကုန်းမြို့မှာအကူပိုင်လင်းလျှောက်စင်တာပြတောင်ဆူခါခဲ့ဆိုပါတောင်ကုန်းမြို့နယ်မှာအကူနောက်ပိုင်းရောက်ကြတိအပလွန်မမတိနဲ့ဆေးကြောကားအရီတီလေးအရောက်ကိုပူပြီးခေတောက်လာနေပြီလို့စင်တာပြတွေလူတွေကပြောပါရယ် ရောက်ပိုင်အရာတောက်စော်တီမြလာနေတဲ့အတော့အရာတောက်ရီလူတီစော်မိသားစုပြဒနာတီလူမှုရေးပြဒနာတီနဲ့ရောဆိုင်နေရတဲ့ပိုင်ပင်ဝဲကျော်တီနဲ့လည်းအစွန်မပင်ဖိုင်လာနေပြီလို့စင်တာပြရီလူတီကပြောပါရယ်။နောက်ပြီးကလူရမှုမတိမုံနဲ့အကဲဖောင်းမှုတီလေးဖိုက်ပေါ်နေတယ်လို့လည်းပြောပါရယ်။အဓိကအကဲဖားခင်နေရဆော့ကအမျိုးသမီးတီနဲ့အရှိတီဖိုက်နေတယ်လို့လည်းပြောပါရယ်။ ညောင်ကောင်လိုင်စွန်ရှိတဲ့အရာဆိုင်တွေကိုပါလိုင်စွန်မရှိတဲ့အရာဆိုင်တွေကိုပါပရင်နေအစိုးရအနေနဲ့ထီထီရောင်ရောင်အရေယူတာစီပြီးဖို့လိုအပ်ရလို့စင်တာပရတွေလူတွေကပြောပါတယ်ရခိုင်ပြည်နယ်အမ်နုနေမှာရှိပေမလို့နေစီတုံးမှာဂါလန်တပေါင်းကန်ရီရီကန်တကင်ကိုအရိဘော်လိုအနေနေလို့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ကပြောပါရယ်။တက်ရှိစေယုံမှာဒီကန်နာ9000ဆန့်နဲ့ဒီကန်ခုတာရှိပြီးတော့မှလူနာများ လူနာဆောင်များနေ့စဉ်သုံးဆင်ရအတွက်စိတ်ဆုံလုံလောက်မှုမရှိပါတရရင်ပြားများခွဲစိတ်လူနာအင်းအား9ဦးမှ10ဦးတရှိတဲ့တွင်ရေသုံးဆင်ရမှာထူးကြံဖြစ်တာပြီးတော့သုံးဆွဲနေရပါတယ်အာမျိုးဤသူစိယုံမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်လူနာမှုဆရာမများရဲ့ဝန်ထမ်းအင်းအားမှာလည်းဝန်ထမ်း25ဦးဟာမိသားစုများဖြစ်ပြီးတော့မှပြင်ပမှဒီတောက်သုံးရေကိုဝယ်ယူသုံးဆွဲနေရတဲ့အတွက်ရေခက်ခဲလို့လည်းအမှန်တကယ်တုံ့ပြန်ရနေရှိပါတယ်တကယ်ပြောရရင်ဒီအချိန်ကမင်းတွေမတော့အထူး စတေမာလာဒုတိယဘက်ကပြုလုပ်ခရယ်ရခိုင်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေးမှာဥမမောင်အုံးကအခုပိုင်တောင်ပလာလာဆိုပါဥမမောင်အုံးဤတောင်ပလာတောင်ဆိုရှာသောအမန်တကယ်လိုအပ်နေရတော့ပြည်နယ်ဆိုရာနဲ့ပြည်ထောင်စုအဆိုရာဘက်ကိုတောင်ပလာပြလဖို့လို့လဲပြည်နယ်ဆိုရာဖွေဤလူမှုရေးဝန်ကြီးကလွှတ်တော်မှာပြောဆိုလာပါတယ်အခုတော်တော်ကိုယ်စားလှယ်ကြီးမေးသွားတဲ့မေးခွန်းဖြစ်တဲ့အမ်းမျိုးနယ် ရင်တရားဆန့်ရှင်းမှုမှာလိုအပ်နေတဲ့ရေကာလံသပေါင်းဆန့်တဲ့ရေကန်တစ်ခုဆောက်လုပ်ဖို့တည်းမှန်တကယ်လိုအပ်ပါတယ်။နော်လက်ရှိအနေအထားမှာရေကန်လံ9000ဆန့်တာရှိပြီးရေဝူချိုးကြနေရတာတွေ့ရပါတယ်။ရေဝူတော့ကျွန်တော်တို့10ရက်နေဆင်းရေပေးနိုင်အောင်အတွက်ကျွန်တော်တို့ရေပိုက်တွေစီစဉ်ပြီးရင်ဒီပင်အထင်ဆောင်ရွက်ထားပြီးလည်းဖြစ်ပါတယ်။သို့တော်လည်းလိုအပ်ချက်အရကျွန်တော်ရေကန်လံအထောင်သပေါင်းဆန့်တဲ့ရေကန်တစ်ခုဆောက်ဖို့လိုတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ရေကန်လန်းတောင်ဆန်းရေကန်တခုဆောက်လွနိုင်ရေးအတွက်ကုန်ကြသေးတခုတွက်ချက်ထားပြီးရင်ကျွန်တော်တို့ပြည်တော်စုဆိုတာကုသရေးဦးစီးဌာနဂျုံချုပ်ကိုရှင်ပြတောင်းခံသွားခြင်းနောက်တစ်ခုကတော့ရခိုင်ပြည်နယ်ဆိုရဖွဲ့နဲ့ရှင်ပြခြင်းနဲ့အမြန်ဆုံးတိဆောက်နိုင်ရန်စီစဉ်ပေးမိဖြစ်ကြောင်းဒေသစွာတင်ပြလိုပါတယ်။ကုသရေးဌာနကတော့ ောင်ထားမှတေထရီအမ်ရူးဇော်ရန်ကုန်စိုက်တွေကာလန်ဘေးမှာရှိရတော့ကာတိုက်စော်ဒီနဲ့ကာမောက်စော်ဒီမကရာမကရာဖရိုင်းနေရလို့လွတ်တော်ကိုယ်စားလှယ်ဦးမမောင်ဦးကပြောပါရယ်ယောင်ဂရောင်းအမ်ရူးနေဆီရိုမှာအရူအထူးကူဆရာဝန်တယောက်အပါဝန်မင်းစီဆရာဝန်တယောက်နဲ့လာထောက်ဆရာဝန်တယောက်လေးအရီဒဂရီလိုရဲ့နေရလို့ဆိုပါရယ်ဒီချောင်းနဲ့ပက်သက်လို့ကျမ်းမာရီနဲ့ကူတာရီဝင်ဂရီဌာနဘက်ကိုဇူလိုင်လကနေတောင်ပရာထားပြဲလို့လဲပရီနီအစိုးရအဖွဲ့ကြီးလူမှုရေးဝင်ဂရီကပြောဆိုလာပါရယ် ဒီဘက်အကျွန်တော်နရင်းစရာတတော်ဌာနကထုတ်လွှင့်ရတဲ့ခိုင်းအစီအစဉ်အမဘောပြီးဆုံးပါပြီ။အဲအစီအစဉ်ကိုအပဲစင်တလွန်ကနီနီမိုထားခနိုင်နာရီစင်ကမနီနဲ့ညစာ9နာရီလေးစင်ကမနီမှာပုံမဲထုတ်လွှင့်ပြနေပါရယ်။ဂရီရှူအပိကက်တီမိဖပြေသူညေးကိုမွန်မတီအလုံးကိုကျေးဇူးများယူတွန်ပါရယ်။နောက်တစ်ပတ်အေရှီမှာလည်းပြန်ပြီးဆုံတီးခဲ့ပါမယ်။